စင်ကာပူနိုင်ငံကနေကျင်းပနေတဲ့နိုင်ငံတကာချင်းသင်းအလားကပေါ်မှာမြန်မာအသင်းအောင်ပွဲရနိုင်တယ်လို့ဒေသခံတွေကထင်ကြီးပြနေကြပါတယ်ခွန်ပတာတင်ဆက်ပေးထားတာပါမြန်မာထိုင်းထိုင်ဝမ်တရုတ်အိန္ဒိယစင်ကာပူမလေးရှားနိုင်ငံတွေအပါအဝင်အာရှဒေသတွင်းကချင်းသစ်အကကျွမ်းကျင်အသင်း၁၄သိန်းပါဝင်တဲ့ ရှစ်ကျင်မြောက်နိုင်ငံတကာချင်းသိအကပြန်ပွဲမှာမြန်မာအသင်းဟာတရဖူစုခုနိုင်ဖွဲ့ရှိတယ်လို့ဒေတာခန်ဒီကထင်ကြေးပေးနေကြတာပါဖေဖော်ဝါရီလ9ရက်နေ့ကရှင်ပြိုင်သွားတဲ့မြန်မာနဲ့ထိုင်ဝမ်အသင်းတွေရဲ့ကောက်ွက်တွေကပရိသတ်တွေကိုဖန်ဆားနိုင်တဲ့အတွက်အင်းရှင်စင်ကာပူအသင်းအတွက်တရဖူရယူရေးမျှော်လင့်ချက်တွေကိုဂိမ်းမဲ့စေခဲ့တာဖြစ်ပါတယ် I I'm a fan of Van Dan so everywhere I make my way over here to ကျွန်တော်ကချင်းသေးကဝါဒနာဦးတယောက်ပါနှစ်တိုင်းပဲဒီကိုလာပြီးတော့ကြည့်ပြခဲ့ပါတယ်ဒါပေမဲ့ဒီနှစ်တော့မျှော်လင့်ထားတဲ့ရလတိုင်းဖြစ်လာမယ်လို့မထင်ဘူးဗျမြန်မာအသင်းရဲ့နိုင်မှုလားလားရှိတယ်စိတ်မကောင်းပါဘူးကျွန်တော်စင်ကာပူတယောက်နေနဲ့ပြောရရင်မြန်မာအသင်းရဲ့ကစားကွက်တွေကအရင်ပဲတောက်ပြောင်ပြီးလှပပါတယ်ထိုင်ဝမ်ကတော့ဒုတိယပြီးတော့စင်ကာပူကတော့တတိယနေရာမှာရှိပါတယ် မြန်မာသိန်းတော့ပြည်သားရဲ့အာပေးမှုတွေရနိုင်ပေမဲ့ဒိုင်လိုဂျီတွေရဲ့အမပေးမှုတွေကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။တရုတ်အသင်းလည်းအကောင်းဆုံးအကကွက်တွေနဲ့အရှင်ပြိုင်နေတယ်လို့ပြောပါတယ်။အသင်းတော်တော်များများဟာသူတို့ရဲ့ရိုးရာတိုင်းပညာတွေအီရိုပိအကဖြောပြမှုတွေနဲ့အတူပေါင်းစပ်ပြီးဘောအတန်နေနဲ့တင်ဆက်ကပြခဲ့ကြပါတယ်။ ဒီပွဲဟာနှစ်စဉ်နှစ်တိုင်းစင်ကာပူနိုင်ငံကတရုတ်တန်းမှာကျင်းပလက်ရှိတာပါလူနာတရုတ်နှစ်တိကူးလို့လည်းလူသိများတဲ့ပွဲလည်းဖြစ်ပါတယ်ဒီပွဲကိုဇန်နဝါရီလ30ရက်နေ့ကနေမတ်လ16ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ